ဇိုရိုကိုပြစ်လိုက်တဲ့ကြီးစံဒီကိုရှေ့ကနေစီးခံပြလိုက်တဲ့လူဖီကြောင့်အားလုံးကစိုးရိမ်သွားကြပါပဲ။ရာဘာလူသားလူဖီကတော့ဘာမှမဖြစ်တဲ့အပြင်အဲ့ဒီကြီးစံဒီကပါအပြင်ကိုပြန်ကတ်ထွက်ပြီးကပ်တိန်မော်ဂန်ရဲ့ဘေးနားရောက်သွားပါလိမ့်။ဒူးစံနဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့ဇိုရိုကဟိတ်ကောင်မင်းကဘာကြီးလဲဆိုပြီးတန်တော်မိလိုက်ပါလိမ့်။ဒါပေမဲ့လူဖီကတော့သူ့ရဲ့မူပိုင်ပြုံးကြည့်နေပဲ။ငါကလူဖီဒီနေ့မှပင်လယ်ဓားပြင်ဖြစ်မဲ့သူလို့ပြန်ပြောလိုက်ပါလိမ့်။ဇိုရိုကလူဖီပြောတာကိုကြားပြီးဒီကောင်ယူနီတာလာလို့ထင်သွားခဲ့ပေမဲ့ ကိုဘီကကျွန်တော်လဲသူဆဆပြောခြင်းတော့ကမယုံနိုင်ဘူးဒါပေမဲ့ဒါရီကလူဖီတကယ်ပြောနေတာသူကပင်လယ်ဓားပြင်လှုပ်ချင်တာပြီးတော့ကဘာပေါ်ကတန်ဖိုးအရှိဆုံးရတနာဖြစ်တဲ့ One Piece ကိုလည်းသူယူလိုက်မယ်လို့ဝင်ပြီးပြောပြပါရီလူဖီကဟမ်မန်ဘူရဲ့ခန်းထဲကနေယူလာခဲ့တဲ့ဓားသုံးချောင်းကိုကမ်းပေးခဲ့ပြီးမင်းရဲ့ဓားကဘယ်ဟာလဲလို့မေးလိုက်ပါရီဇိုရိုကသူကဓားသုံးချောင်းကင်နဲ့တိုက်ခိုက်သမားပါလို့မိတ်ဆက်ပေးတာနဲ့လူဖီကတကယ်လို့ဒီဓားကိုယူပြီးကပ်တိန်မော်ဂန်ကိုသာပြန်တိုက်မယ်ဆိုရင်ဇိုရိုကပါသူတို့နဲ့အတူအစိုးရကိုပုံကန်သူဖြစ်နေသွားရမှာလို့သတိပေးပါရီ ဇိုရိုကဘာမှစဉ်းစားတွေ့ဝေမနေပဲဒီလိုမျိုးအာနာကိုအလွဲသုံးစားလုပ်တဲ့လူကိုကြောက်ပြီးအငန့်ခံရမယ့်အစားနှစ်ယောက်တူတူပုံကံပြီးပင်လယ်ဓားရဲဝင်မယ်လို့ပြောလိုက်ပါတယ်ဇော်ရိုနဲ့လူဖီတို့နှစ်ယောက်သားဆွေးနွေးနေတာကိုရက်ကြည့်နေတဲ့ကပ်တိန်မော်ဂန်ရဲ့ရေတပ်အဖွဲ့သားတွေဟာကြီးစံတွေကိုတော့မဖြုံနဲ့လူဖီကြောင့်အတွေးများနေခဲ့ပါတယ်။ကပ်တိန်မော်ဂန်ဟာအချက်လက်တွေကိုသေချာတွေးတော့ကြည့်ပြီးဒါကနတ်ဆိုးတစ်သည်ရဲ့ဆွမ်းအားတွေဆိုတာရိပ်မိလိုက်ပါတယ်။နတ်ဆိုးတစ်သည်ဆိုတာကမိကိုမှုန့်နိုင်တဲ့အစွမ်း၊ရေလိုင်းတွေကိုဖန်တီးနိုင်တဲ့အစွမ်းအဲဒီလိုအမျိုးမျိုးသောဆွမ်းအားတွေကိုပေးနိုင်တဲ့တစ်သည်တွေပဲဖြစ်ပါတယ်။ အဲ့ဒီသစ်သီးတွေကိုစားလိုက်တဲ့သူကအဲ့ဒီစွမ်းအားတွေကိုပိုင်ဆိုင်ရမှာဖြစ်ပေမဲ့နတ်ဆိုးသစ်သီးတွေက Grand Line ထဲမှာရှိတယ်ဆိုတာကလွဲရင်တခြားဘာမှခြေရာခံလို့မရတာကြောင့်အားလုံးကဂန်ဒဝင်ပုံမြင်လို့သာမှတ်ထားကြတာပါ Luffy နဲ့ Zoro ကကျိုးတွေကိုဖြီးနေကြတော့ Captain Morgan ကသူ့ရဲ့အဖွဲ့သားတွေကိုတိုက်ခိုက်ဖို့အမိန်ပေးလိုက်ပါရီ။ဒါပေမဲ့ကျိုးတွေလွတ်သွားတဲ့ Zoro ကသူ့ရဲ့ဓားသုံးတဲ့စကီးနဲ့အတူအားလုံးကြတွေကနေဝင်တားပေးလိုက်ပါရီ။ပြီးတာနဲ့ငါကရေတက်ကောင်တွေကိုပြေးနေပြီဆိုတော့တေချာပေါ့ငါကပုံကန်သူဖြစ်ပြီ။ဒါပေမဲ့ငါ့ဤမက်ကိုတော့တေချာပေါ့ဖြစ်အောင်လုပ်ရမယ်။ ငါကကဘာပေါ်မှာပြိုင်ဘက်မရှိအတော်ဆုံးသားသမားဖြစ်ချင်တာမင်းရဲ့ဖွဲ့တွေကိုဝင်ပြီးပင်လယ်ဓားများလှုပ်လို့ရတာပဲဖြစ်ဖြစ်တခြားဘာပဲနေနေငါ့အိမ်မက်ကိုတော့ဖြစ်အောင်လုပ်ရမယ်တကယ်လို့သာငါ့အိမ်မက်အတွက်အနောက်ရှက်ဖြစ်ရင်လူဖီမင်းကငါ့ရဲ့ခေါင်းဆောင်အနေနဲ့ငါ့ကိုပြန်တောင်းပန်ရမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ဇိုရိုပြောတာကိုနားထောင်နေတဲ့လူဖီကဘာမှတော့စဉ်းစားမနေပဲပြိုင်ဘက်မရှိသားသမားဖြစ်ရှင်တဲ့ဇိုရိုရဲ့ဆန္ဒနဲ့တင်သူ့အဖွဲ့ကြီးကအရန်လန်းနေပြီလို့ပြောပြီးသူ့ရဲ့ driver ခြေထောက်နဲ့အတူရေတက်ကကောင်တွေကိုကန်ထုတ်ပစ်လိုက်ပါတယ်ဇိုရိုကမင်းကဘာကောင်ကြီးလဲလို့မေးလိုက်တဲ့အခါလူဖီကငါက ရာဝတီတီကိုစားထားတာလို့ပြောလိုက်ပါတယ်လူဖီရဲ့စကားကိုကြားတာနဲ့ရေတက်ကကောင်ကြီးအားလုံးကဇိုရိုကိုတော့မနိုင်တာနတ်ဆိုးတီတီစားထားတဲ့ကောင်ဆိုရင်ကျွန်တော်တို့မနိုင်ဘူးလို့ပြောပြီးပြေးဖို့ကြံကြပါတယ်ဒါပေမဲ့ကပ္ပတိန်မော်ဂန်ကဒီနှစ်ယောက်ကိုသူ့လက်ထဲမှာဖမ်းမိစေရမယ်လို့ကြွေးကြော်ပြီးရေတပ်ကတပည့်တွေအားလုံးကိုဖမ်းဆီးဖို့အမိန်ပေးပါရီဇိုရိုကသူတို့ကိုလာချမဲ့ရေတပ်သားတွေကိုတာဝန်ယူနေတဲ့အခါမှာလူဖီကကပ္ပတိန်မော်ဂန်ကိုတိုက်ရိုက်ချဖို့ကြိုးစားပါရီရေတပ်ထဲမှာကပ္ပတိန်မော်ဂန်ရဲ့နာမည်ပြောင်းကပစိန်လက်မော်ဂန်လို့နာမည်ကြီးနေတယ်လို့မျိုးသူ့ရဲ့ပစိန်မှာတပ်ထားတဲ့လက်ကြီးနဲ့လူဖီကိုစာပြီးတိုက်ခိုက်လိုက်ပါရီ ဒါပေမဲ့နောက်ဆုံးမှာရာဘာတီတီစားထားတဲ့လူဖီကိုမကြောက်နိုင်တာကြောင့်ကပ်တိန်မော်ဂန်ရှုံးသွားတော့မှသတိလစ်တာကနေနိုးလာတဲ့ဟမ်မန်ဘိုကသူ့ရဲ့တနက်နဲ့ကိုဘီကိုချိန်ထားလိုက်ပါတယ်။ပြီးတော့နဲ့မင်းတို့လှုပ်တာနဲ့ငါသူ့ကိုတတ်ပစ်မယ်ဆိုပြီးကိုဘီကိုတစားကန်နေရာကနေချိန်ချောက်ပါတယ်။ကိုဘီကသူ့ကိုဘာမှစိတ်ပူမနေနဲ့လှုပ်ရှားရှားသာလှုပ်လို့လူဖီကိုအော်ပြောလိုက်ပါတယ်။လူဖီကလည်းသူ့ရဲ့မူပိုင်ပြုံးခြင်းနဲ့ဒီကောင်အစောကြီးကလေးကတေးချင်နေတဲ့ကောင်လေးသူ့ကိုတစားကန်လှုပ်တာဘလို့လို့ရေးပါမလေးလို့ပြောပြီးဟမ်မန်ဘိုနားကိုကတ်လာပါတယ်။ ဟမ်မန်ဘူကလည်းသူ့ရဲ့ဖေကိုဒီကောင်ဒီကိုရှင်းလိုက်ဖို့မြောက်ပေးနေတဲ့အခါဒီအခြေအနေကိုအခွင့်ကောင်းယူလိုက်တဲ့ကပ်တိန်မော်ဂန်ကလူဖီကိုအနောက်ကနေအလေးတိုက်ဖို့ကြိုးစားပါလိမ့်။ဒါပေမဲ့ဇိုရိုကဂျားရီကနေပြီးသူ့ရဲ့ဓာတ်နဲ့ကပ်တိန်မော်ဂန်ကိုခုတ်လိုက်ပါလိမ့်။လူဖီကယုတ်တရက်ဖြစ်ပျက်ကြောင်းမှုအံ့ဩသွားပေမဲ့ဇိုရိုကလူဖီကိုသူ့ရဲ့ကပ်တိန်နေရာအတွက်အတိမတ်ပြုလိုက်တဲ့အပြင်သူတို့နှစ်ယောက်ကိုလာပြီးတိုက်ခိုက်ချင်တဲ့သူမှန်သမျှငါနဲ့အရင်စီးရင်ရှင်းရမယ်လို့ပါကြေညာလိုက်ပါလိမ့်။ဒါပေမဲ့သူတို့ရဲ့ကပ်တိန်သေဆုံးမှုအတွက်ဘာမှရံမလို့ကြားတဲ့ရေတပ်သားတွေက ပြောင်တော်ပြောင်နေကြတဲ့အချိန်ရေတပ်စခန်းထဲမှာခိုးကြောင်ခိုးဝဲနဲ့ငတက်ပြားမာလီကအခန်းထဲကမြေပုံတစ်ခုကိုလိုက်ရှာနေပါလေ။အဲ့ဒီမြေပုံကိုသူ့ထက်အရင်မတိမျိုးကပတိန်ဘက်ဂီဆိုတဲ့လူကလက်ဦးသွားခဲ့တာကြောင့်မကြေမနက်ဖြစ်နေပါလေ။ကပတိန်မော်ဂန်ကိုအပြတ်အသတ်အနိုင်ယူလိုက်တဲ့ဇိုရိုနဲ့လူဖီတို့ကမြို့ရဲကစားတောက်ဆိုင်ထဲမှာအောင်းမွေးခံနေကြပါလေ။ကလေးမလေးကလူဖီတို့ကိုနေလေစားစားပြတာနဲ့ဘဲကိုသွားမလဲလို့မေးလိုက်ပါလေ။လူဖီကဒါပြတာနဲ့ Grand Line ကိုသွားမလို့ပြောတဲ့အခါကိုဘီကလူနှစ်ယောက်ထဲနဲ့ Grand Line ကိုသွားဖို့ဘယ်လိုလုပ်ပြီးဖြစ်နိုင်မလဲလို့အလန့်တကြားပြောပါလေ။ Grand Line ဆိုတာကကမ္ဘာပေါ်မှာပင်လယ်ကြီးနှစ်ခုကြားတွေက Red Line ဆိုတဲ့မျိုးကိုဖြတ်သွားတဲ့မြင်းဖြစ်ပြီးဒီ Grand Line မြင်းကတကမ္ဘာလုံးကိုအလဲကနေဖြတ်ထားတဲ့နေရာဖြစ်ပါလိမ့်။ပင်လယ်တပြားဘရင် Go Roger ဟာကမ္ဘာမှာရှိတဲ့အရာအလုံးကိုပိုင်ဆိုင်ခဲ့တယ်လို့ပြောကြတယ်။သူမသေးခင်မှာအဖိုးမဖြတ်နိုင်တဲ့ One Piece ရတနာကိုအဲ့ဒီနေရာမှာထားခဲ့တယ်လို့ပြောသွားပါတယ်။ဒါကြောင့်ပင်လယ်တပြားတွေအကုန်လုံး Grand Line ကိုရွက်လှင့်ကုန်ကြပါလိမ့်။အခုတော့အဲ့ဒီနေရာကဆိုးရွားတဲ့စစ်မြေပြင်ကြီးဖြစ်နေပြီးပင်လယ်တပြားသင်းကြီးလိုတော်နာမည်ကျော်နေပါပြီ။ ကိုဗီရှင်းပြပြီးတာနဲ့ကလေးမလေးရဲ့အမိကပါ။သူမငငယ်ကလေးကအဲ့ဒီညကိုကြားဘူးခဲ့ပြီးအဲ့ဒီစီကိုသွားတဲ့လူတိုင်းပြန်လည်းမရှိဘူးလို့ပြောပါရည်။လူဖီကတော့ပြန်လည်းမရှိပေမဲ့ One Piece ကိုရအောင်ယူဖို့အရန်တက်ကြွနေခဲ့တဲ့အပြင်ဇူရိုကလည်းလူဖီနဲ့အတူတူစွန့်စားဖို့အသင့်ဖြစ်နေပါရည်။ကိုဗီကအဖွဲသားနှစ်ယောက်ထဲနဲ့ Grand Line ကိုသွားဖို့ဆိုတာအရန်မိုက်မဲတယ်လို့ပြောပြီးဘေးကနေမြောက်ပေးနေတဲ့ဇူရိုကိုပါအပြစ်တင်နေပါရည်။တကယ်တော့သူ့ရဲ့ဘဝမှာတငယ်ချင်းဆိုတာမရှိခဲ့ပဲလူဖီကသာဘဝမှာပထမဆုံးတငယ်ချင်းတစ်ယောက်ပါ ်ဘသူကမှသူ့အတွက်မကာကွယ်ပေးဘူးပေမဲ့လူဖီနဲ့ဆိုတော့ကသူ့ကိုအမြဲကာကွယ်ပေးခဲ့တဲ့သူတွေဖြစ်တာမို့ကိုဘီရဲ့ပြောညံ့ညံ့စိတ်ဓာတ်ကအခုဆိုရင်ပြောင်းလဲလာပြီးရေတက်သေးကိုတကယ်ဝင်မို့ဆုံးဖြတ်လိုက်ပြီလို့ပြောပြပါရီလူဖီကသူနဲ့ကိုဘီကတခါတငယ်ချင်းဖြစ်ခဲ့ပူရာကြောင့်ဘယ်အချိန်မှဘလို့ပုံစံနဲ့ပဲတွေ့တွေ့တငယ်ချင်းမှပဲလို့အားပေးခဲ့ပါရီဇိုရိုကသူ့ရဲ့အတွေ့အကြုံအရရေတက်ရဲ့စုံစမ်းမှုကနည်းနည်းရရမဟုတ်တာကြောင့်ပင်လယ်တစ်မြေတင်းမောပေါ်မှာလေးနှစ်တိတိတောက်တူမရလုခဲ့တဲ့ကိုဘီရဲ့အတိတ်ကိုသိရင်လက်ခံမှမလားလို့မေးလိုက်ပါရီ ဲ့ဒီအချိန်ရေတက်ကသူတွေကရောက်လာကြပြီးသူတို့ရဲ့ကက်ပတိန်မော်ဂန်တည်ဆုံမှုအတွက်အထက်ကိုပြန်ပြီးတင်ပို့ရမှာမို့လူဖီတို့ကိုမြို့ရဲကနေအမြန်ထွက်ခိုင်းပါလေလူဖီနဲ့ဆိုတော့ကလည်းသူတို့ပစ္စည်းကိုတိမ့်ပြီးပြန်ထွက်ကြတဲ့အချိန်မှာရေတက်ဘူကကိုဘီကိုမင်းတို့ကအဖွဲတူတူပဲလာလို့မိလိုက်ပါလေကိုဘီကအဖွဲတူတူပဲဆိုတာကိုပြောရင်ကောင်းမလားမကောင်းဘူးလားလို့တွေးဝေနေချိန်လူဖီကရေတက်ဘူကိုကိုဘီအကြောင်းပြောပြဖို့စူးစမ်းပါလေကိုဘီရဲ့စိတ်ထဲမှာသူသားပင်တဲ့တမရီလက်အောင်မှနေခဲ့ရတာကိုရေတက်ကသူတွေသိရင်သူဖြစ်ချင်တဲ့ရေတက်သားမလောက်ရမှာကိုစိုးရိမ်နေပါလေ။ တကယ်လည်းပြောချင်ရပြောနေတဲ့လူဖီကသူနဲ့ကိုပြီးစားစားတွေ့တဲ့အကြောင်းတွေကိုပြောပြီးရိုးစိုးစိုးဝဝနဲ့ပြင်းနေတဲ့မြအကြောင်းကိုစီကာပတ်ကုံးပြောနေတာကြောင့်သူဘေးမှာလာရက်တဲ့လူဖီကိုထိုးပြစ်လိုက်ပါရီအသားနာသွားတဲ့လူဖီကကိုပြီးကိုအချက်အများကြီးထိုးတာကြောင့်ဘေးနားကရေတပ်ပူတွေကတားပြီးအမျက်နှင်ထုတ်လိုက်ပါရီနောက်ဆုံးချိန်မှာလူဖီရဲ့အဓိပ္ပာယ်ပါပါပြုံးလိုက်တဲ့အပြုံးကြီးကြောင့်ပဲဒါဟာလူဖီကတတ်တတ်အကွက်ချစီစဉ်နေဆိုတာသိသွားပါရီတကယ်လို့သာသူနဲ့လူဖီသာပြဿနာမတက်ဘူးဆိုရင်ရေတပ်ပူကလည်းကိုပြီးကိုရေတပ်သားဖြစ်ခတ်မှာမဟုတ်တာကြောင့်တတ်တတ်ကိုရန်ရှာပေးခဲ့တာပါ ဒါတွေကိုရိပ်မိတဲ့ကိုဘီကခနာတာတငယ်ချင်းဖြစ်ခဲ့တာတော့အဆုံးထိကာကွယ်ပေးခဲ့တဲ့လူဖီကိုအယံအထင်ကြီးလေးစားသွားပါတယ်။လူဖီတို့ထွက်သွားတာနဲ့ကိုဘီကရေတပ်ဗိုလ်ကြီးစီကိုရေတပ်သားဖြင့်ခွေတောင်းဆိုခဲ့ပါတယ်။ရေတပ်သားတွေကကိုဘီကိုလက်မခံဖို့ဗိုလ်ကြီးစီမှာကန့်ကွက်ခဲ့ပေမဲ့ဗိုလ်ကြီးကတော့လူဖီတို့ရဲ့ဆန္ဒအရကိုဘီကိုလက်ခံလိုက်ပါတယ်။ဇိုရိုကတော့ကိုဘီအစင်မပြေရလားလို့တွေးနေပေမဲ့လူဖီကတော့ကိုဘီကမီးစင်ကြီးကားလိုက်မယ်ဆိုတာကိုအတက်သိနေပါတယ်။တမျိုးလုံးကကပတိန်မော်ဂန်ကိုနှိမ်နင်းပေးခဲ့တဲ့လူဗီနဲ့ဇိုရိုတို့ကိုလှေစိတ်မှသွားပြီးနှုတ်ဆက်ကြပါလိမ့် ကိုဘီကနှစ်ယောက်စလုံးအတွက်ကျေးဇူးတင်စကားလာပြောပါရီလူဗီနဲ့ဆိုတော့ကရေတပ်သားဖြစ်သွားတဲ့ကိုဘီအတွက်ဂုဏ်ယူနေကြပြီရေတပ်သားဖြစ်ဖြစ်ပင်လယ်ထမြပဲဖြစ်ဖြစ်တနေ့မှငါတို့တွေပြန်ဆောင်ကြမယ်လို့ကြေညာပေးလိုက်ပါရီပင်လယ်ထဲကိုရောက်သွားတဲ့ဆိုတော့ကဒီလိုတကောင်နဲ့ပင်လယ်ထမြပြင်ဖြစ်ချင်တာအကြောင်းရှိလားဆိုပြီးလူဗီကိုမေးခဲ့ပါရီလူဗီကသူငယ်ငယ်ကလူတယောက်စီမှာအရန်လန်းတဲ့အဖွဲသားတွေကိုစုပြီးပင်လယ်ထမြပြင်ဖြစ်အောင်လုပ်မယ်ဆိုပြီးကြေညာပေးခဲ့တာကြောင့်မလို့အဲ့ဒီကြေညာကိုမှန်အောင်ကြိုးစားနေရလို့ရှင်းပြခဲ့ပါရီ နှစ်ယောက်သားအိမ်မက်တွေကိုစီရှိနေတာကြောင့်သူတို့ကပင်လယ်ရမအဖွဲ့အစ်အနေနဲ့ Grand Line မော်ကိုရောက်အောင်သွားပြီးစိုက်ကူးတွေအကောင့်တွေပေါ်အောင်စူးစမ်းဖို့အတွက်ပင်လယ်ပြင်ပေါ်ကစွန့်စားခန်းကိုစတင်ခဲ့ကြပါတယ်။